ဟယ်လိုဘူဇဲမဘူဝန်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မနေ့ကညကကျွန်တော်ရဲ့ပွဲကြိုသုံးတဲ့ခမန်းချက်တွေကတော့အပေါင်းပြခဲ့ပါတယ်။ဒီနေ့မှာတော့ Manchester United သင်းနဲ့ Wahan ပွဲစဉ်ကိုပွဲကြိုသုံးတဲ့ခမန်းပေးကြပါတယ်။မိတ်ဆွေတို့နေနဲ့ဘူဇဲမဘူဝန် Channel ကို Subscribe လုပ်ကြသေးဘူးဆိုရင် Subscribe ခလုတ်နှိပ်ပြီးတော့ဘေးနားကမိုတီခေါင်းလုံးလေးကိုမှနှိပ်ထားလိုက်ပါ။ဒါမှဘူဇဲမဘူဝန် Channel ကနေဗီဒီယိုအစ်စ်အစ်စ်တွေတင်တဲ့ခါတိုင်းတက်လာမှာဖြစ်ပါတယ်။အခု Manchester United နဲ့ Wahan ပွဲစဉ်ကတော့ Manchester United သင်းရဲ့အင်ကွင်း Old Trafford မှာရှင်ပိုင်ကစားသမှာပါ တော့အချိန်ကတော့2နာရီ30ဆိုတဲ့မနက်ပိုင်းအချိန်ပေါ့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကခရစ်စတပယ်လီကွင်းမှာနိုင်ပွဲပြန်လဲရှာတွေ့ခဲ့တဲ့မန်ချက်စတာယူနိုက်တက်ခြေစံကတည်ငြိမ်မှုကင်းမဲ့နေပါသေးတယ်မန်ချက်စတာယူနိုက်တက်တင်ကခံစစ်မာတဲ့အသေးနဲ့ဆိုရင်အမြင်နဲ့ရုံးကန်ရတဲ့အချိန်လေးကိုပြီးခဲ့တဲ့အေပါဒန်နဲ့ပွဲမှာတွေ့ခဲ့ရတာပါပြီးတော့အခုမန်ချက်စတာယူနိုက်တက်နဲ့ဝက်ဟန်ကတွေ့ဆုံမှုနောက်ဆုံး၅ချိန်မှာမန်ချက်စတာယူနိုက်တက်တင်ကတစ်ချိန်သာအနိုင်ရရှိတာပြီးတော့ဝက်ဟန်အသင်းက၄ချိန်အနိုင်ရရှိတာပါ ်ဒီနေ့မှာတော့ဝဟန်ကပရီးမီးယားလိုက်ရဲ့အမပေးစီ session မှာရည်တည်နေပါတယ်နီးပြကတော့မနေ့က Nottingham Forest ကိုကိုင်ခဲ့တဲ့နီးပြ Santo ရဲ့ဝဟန်ဖြစ်ပါတယ်ဝဆန်တင်ကနောက်ဆုံးရှင်မြန်လာခဲ့တဲ့ပရီးမီးယားလိုက်ပွဲစဉ်၅ပွဲမှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးတဲ့တရေရလက်တစ်ပွဲထွက်ပေါ်ထားပါတယ်အဲ့တော့ဝဟန်ချီဆွဲမမှန်ဘူးဆိုပေမဲ့အမြဲတမ်းအသင်းကြီးတွေကိုဒုက္ခပေးတဲ့အသင်းပေါ့အခုမန်ချက်စတာယူနိုက်တက်အသင်းဆိုတာလေဝဟန်အသင်းနေနဲ့အမြဲတမ်းပုံစံကောင်းရအောင် စွမ်းဆောင်ပြီးတော့အမတ်ယူနေကြအသင်းဖြစ်တဲ့အတွက်ဒီအိုးထွက်ပုံမှာလည်းဝဟန်းအနေနဲ့သုံးမဲ့ယူနိုင်တယ်လို့ပြောလို့ရပါတယ်အခုပေါ့ကြီးကအင်ရှင်မန်ချက်စတာယူနိုက်တက်က1.35ဆိုတဲ့ပေါ့ကြီးပေါက်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဝဟန်းကို2ကိုးပြတ်မှ ကြီးအောင်မဲ့အနေထားမျိုးပေါ့ဒီပုံစံမှာတော့ Manchester United ရဲ့နောက်တန်းကစားသမား Harry Maguire အပြင်တိုက်စစ်က Sesco မပါဝင်လာနိုင်ပါဘူး။ဒါပေမဲ့တိုက်စစ်ပိုင်းကိုညာပါဝင်လာမယ်လို့ကနဦးသတင်းတွေရောက်လို့ရှိရပါတယ်။ကိုညာပါလို့မြန်ဒီကြီးဖောက်တာလားဆိုပြီးတော့ကျွန်တော်စဉ်းစားမိပါသေးတယ်။ဒါပေမဲ့ Manchester United အနေနဲ့ဝဟန်းသင်းကိုဂိုးပြည့်အနိုင်ရဖို့ဆိုတာမလွယ်ကူပါဘူး။အထူးသဖြင့်အင်္ဂလိပ်မှာ Manchester United ကိုယုံစားလို့မရသေးတဲ့အခြေအနေမှာပုံမှန်ခြေစွပ်ပြန်လည်မမြင်တွေ့ရသေးတဲ့တွေကတော့ Manchester United ကို ဘော်ဒီယုံစားပြီးထိုးလို့အဆင်မပြေပါဘူး။ဒါကြောင့်မို့ဒီပွဲစဉ်မှာကျွန်တော်အောက်သင်းဝါဆန်းကိုကြိုက်ပါတယ်။ဝါဟန်အနေနဲ့မန်ချက်စတာယူနိုက်တက်ရှီယာနဲ့အနည်းဆုံး35ပြားစားရမယ်ထင်တော့ကြောင့်မို့ဝါဟန်ဘော်ဒီကြိုက်ပါတယ်။ Okay နောက်တစ်ပွဲစဉ်တစ်ပွဲကတော့ဘိုလွန်နာနဲ့ပါမာရဲ့ပွဲစဉ်မှာဒီပွဲကတော့မြန်မာစစ်တရင်17နာရီ30အချိန်မှာရှင်ပိုင်ကစားတော့မှာပါ။နောက်ဆုံးအင်္ဂွင်းပွဲမှာခရိုမိုနီစီကို3-1နဲ့ရှုံးခဲ့တဲ့ဘိုလွန်နာဟာနောက်3ရက်ကြာမှာကစားမယ့်လာဇီယိုနဲ့အဝေးကွင်းပွဲတက်လူချန်ထားနိုင်ပါတယ် စီရီအင်တာနက်သုံးနာကဆိုပေမဲ့ပမ်မကမမကြွကြွကစားတဲ့အတင်းမှာပမ်မကနောက်ဆုံးဝေကွန်းလေးပတ်မှာတပွဲသားရှုံးခဲ့ပြီးဒါတော့ရိုမာကိုနှစ်ကိုးတကိုးဆိုတဲ့ရလနဲ့ကတ်ရှုံးခဲ့တာပါအခုဘိုလောနာကတလုံးသေးရေဆိုတဲ့ပေါက်ကြီးပေါက်ပါတယ်အဒီဘက်မှာကျွန်တော်အင်ရှင်ဘိုလောနာအသင်းကိုမချိုက်ပါဘူးပမ်မအသင်းကိုချိုက်ပါတယ်ပမ်မဘော်ဒီရွတ်ချက်လိုက်ပါတယ် Okay နောက်တဲ့ပွဲစဉ်ကတော့လာစီယိုနဲ့အစ်စမီလန်တို့ရဲ့ကပ်ပွဲပါအဲဒီဘက်ကတော့နှစ်နိုင်30ချိန်မှာရှင်ပြိုင်ကစားတော့မှာပါ ပြီးခဲ့တဲ့စနေနေ့တုန်းက Serie A မှာသူတို့အသင်းရင်ဆိုင်ခဲ့ကြပြီးတော့ AC Milan အိမ်ကွင်းမှာတလုံးတော့ဂိုးနဲ့ Lazio ကိုအနိုင်ရခဲ့တာပါတရားဒီ AC Milan ကပွဲကြီးတွေဆိုလို့ရှိရင်ခန်းစစ်ကိုဂယူးဆိုင်ပြီးတော့ကစားတာတွေ့ရတော့ပွဲကြီးတွေမှာဂိုးအောက်တွေကြီးကနေတာတွေ့ရပါတယ်လာဇီယိုကလည်းနောက်ဆုံးအိမ်ကွင်း၅ပွဲမှာအတွင်းကိုက၄ဂိုးထက်မများခဲ့ပါဘူးအခုဂိုးပေါင်းစီကနှလုံးတော့90ဆိုတဲ့ပေါက်ကြီးပေါက်ပါတယ်ဒီတစ်ချိန်မှလည်းဂိုးနဲ့ပဲတင်တော့ကြမို့လာဇီယိုနဲ့အေစီမီလန်ဘက်ကို ဂိုးပေါင်းအောင်ရွေးချယ်လိုက်ပါတယ်။ Okay အားလုံးအပေါင်းပြကြပါစေ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။